တေးဆိုတော့လင်းလင်းနဲ့တရုတ်ဆောင်ဆိုတော့ချစ်သူဝေတို့ရဲ့မင်္ဂလာပွဲကိုလေးပွဲပြုလုပ်ဖို့စီစဉ်ထားပြီးမင်္ဂလာညစာစားပွဲကိုဇန်နဝါရီလ30ရက်နေ့ညနေပိုင်းကစိတ်မေရီခရစ်ယာန်ဘုရားကျောင်းမြတ်ခင်မြေမှာပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပွဲလေးပွဲပြုလုပ်ဖို့စီစဉ်ရမှာလဲဇန်နဝါရီလ28ရက်နေ့ကပြိတ္တကတ်သုံးပုံနီကယ်စာတင်တိုင်းမှာမင်္ဂလာဦးစွန်ကျွေးအလှူပြုလုပ်ခဲ့ပါတယ်။ဇန်နဝါရီလ30ရက်နေ့မှာတော့စိတ်မေရီခရစ်ယာန်ဘုရားကျောင်းမှာမင်္ဂလာထိမ်းမြှားမှုပြုလုပ်ခဲ့ပြီးအဲ့ဒီညနေပိုင်းမှာမင်္ဂလာညစာစားပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပြင်ဖေဖော်ဝါရီလ၁ရက်နေ့ညနေပိုင်းမှာတော့ချောင်းသာကန်ကြီးမှာ beach party ကိုအမှုပညာမိတ်ဆွေသင်္ကဟာတွေနဲ့ကျင်းပဖို့ရှိပြီးဖေဖော်ဝါရီလ၉ရက်နေ့မှာတော့ဘုံရင်ကျောင်းတခုမှာမင်္ဂလာဆွမ်းကျွေးအလို့တခုထပ်မံပြုလုပ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။လင်းလင်းနဲ့ချစ်သူတွေရဲ့မင်္ဂလာစီစဉ်တွေကဆွမ်းကျွေးမင်္ဂလာပွဲမှာ my favorite ကမပုံခရီးရန်ဖျားကျောင်းလက်ထပ်ပွဲမှာဒီဇိုင်နာမိုးကုတ်ပေါပေါနဲ့ပြည်စိုးအောင်ချောင်းသာမှာပြုလုပ်မဲ့ beach party မှာ my favorite ကဒီဇိုင်နာမပုံနဲ့ vivid တို့ကဝစ်စုံလေးစီစဉ်ပေးခဲ့ကြပါတယ်။ ိသက်ကြီးရဲ့လက်ခုပ်တန်နဲ့တူဆုမွန်တောင်းပေးပါရစေ။အော်ဗီဒီဝိုင်းရနော်အော်ဘုဆောင်နေရအားပေးတာအခုလိုကျင်းပတဲ့မင်္ဂလာဆီစဉ်နေနဲ့တူဦးပေါ်တူဦးထားရှိတဲ့ချစ်ချင်းမြတ်တာတွေအမတ်တရပြောစကားတွေကိုမှတ်တမ်းရိုက်ကူးထားပြီးနှစ်ယောက်တွဲတေးစီရီဖြစ်တဲ့မီးရင်ကြပြတေးစီရီ VCD မှာလက်ဆောင်အဖြစ်ထည့်သွင်းပေးသွားဖို့စီစဉ်ထားတယ်လို့သိရပါဗျာ။